အတာရတာရမတိနောအတာရတာရမတိနောဆိုတာကဥစ္စနောအနှစ်တာရမရှိတဲ့တရားတွေပေါ့အနှစ်တာရရှိတယ်လို့လွဲမှားစွာလက်ခံယုံကြည်ထားတဲ့ပုဂ္ဂိုလ်တွေသူကပြောင်းပြန်အားဖြင့်တာရိစအတာရတတိနောတာရ လို့ခေါ်တဲ့အနှစ်ပြည့်ဝတဲ့တရားတွေကြတော့အတာရတတအနှစ်မရှိဘူးအတိတ်ပဲမရှိဘူးလို့ဒီလိုယူဆဒီပုဂ္ဂိုလ်တွေဟာတကယ်အနှစ်သာရဖြစ်တဲ့သီလသမာဓိပညာလို့ခေါ်တဲ့ဒါမှမဟုတ်ကောင်းကျိုးချမ်းသာလို့ခေါ်တဲ့တကယ်အနှစ်သာရတကယ်အကောင်းကျိုးအမှန်ကိုမရနိုင်ဘူး ဘာဖြစ်လို့တော့ဆိုတော့အနှစ်သာရရှိပြီးတော့အနှစ်ပြည့်သွားတာမှန်ကန်တဲ့အဆုံးအမတွေကိုလက်မခံနိုင်တဲ့အတွက်ကြောင့်လူပြင်းကြိုက်ตาပေါင်းညာစအနှစ်ကင်းမဲ့တဲ့အကျိုးလိုလိုညောင်ရီလောင်းတဲ့လူတွေရဲ့စကားကိုကြတော့အာဒီပုဂ္ဂိုလ်ကမှငါအပေါ်တည်တတ်တာဒီပုဂ္ဂိုလ်ကမှ ငါနဲ့သဘောညီတာဆိုပြီးတော့ကိုမြောက်ပေါင်းလို့ပေါင်းမှမသိညာစားလို့စားမှမသိဘယ်လိုဒီတော့အနှစ်မရှိတဲ့ပုံကိုယ်ရဲ့သကားကိုစဉ်းစားဆင်ခြင်ညာကဲ့မဲ့ပြီးတော့ကိုရဲ့အကျိုးစီးပွားရှိမရှိသိမသိမတွေးတတ်တဲ့သူတွေဟာတကယ်အနှစ်တကယ်အောင်မြင်မှုတကယ်အကျိုးစီးပွားတို့မှာပါမှမရနိုင်ဘူးအဲ့တော့ ို့ကိုပြောဆိုနေတဲ့စကားတွေဟာတကယ်အနှစ်ရှိတဲ့စကားတွေလားတကယ်အမှန်တဲ့စကားတွေလားဒီပုဂ္ဂိုလ်ရဲ့စကားဟာကိုယ့်အတွက်တကယ်အကျိုးရှိရလားဒီပုဂ္ဂိုလ်ဟာကိုယ့်ကို တကယ်စိတ်ရနာရှိရလားဆိုတာကွယ်ကွယ်ပြားပြားနားလည်တတ်ဖို့နားထောင်တတ်ဖို့လိုတယ်ပေါ့ဒီတရားလေးကို1989ခုနှစ်ဒေါ်လာ35ရဲ့ ခရနေ2025ခုနှစ်ဒီနိုဝင်ဘာလ24ရက်နေ့မှာကြောက်တဲ့ဥစဉ်ရဲ့အသက်30ပြည့်မွေးနေ့ဓမ္မလဆောင်အနေနဲ့မျှဝေပြလိုက်ပါတယ်